ကျွန်တော်တို့ကဘာမြေကြီးမှာအရန်လှပတဲ့နေရာတွေရှိသလိုအရန်ဆိုးရွားတဲ့နေရာတွေလည်းရှိတယ်။အဲဒီသဘောတရားတည်းမှာအရန်တာယာတဲ့နေရာတွေရှိသလိုအရန်ကြောက်ဖို့ကောင်းတဲ့နေရာတွေလည်းရှိတယ်။အဲဒီကြောက်ဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်တဲ့စကော့တလန်တရားတစ်ခုအကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်။ အစ်ကော့တလန်ရင်တရာ Overton Bridge ဆိုပြီးနာမည်ကြီးတယ်။သူ့ကိုစောင့်ခဲ့တာ1895ခုနှစ်မှာဒီတရာကိုစောင့်လို့ခဲ့တာ။ဒီတရာစတင်သုံးဆွဲလို့ရတာလဲ1895ခုနှစ်မှာ။တရာလို့ပြောလိုက်တဲ့ဆိုရင်ဒီလိုတရာကြီးတွေကတရာတစ်ခုမျိုးမဟုတ်ဘူး။သွက်ကုန်းကျော်တရာပုံစံမျိုးတရာအသေးလေးတွေကတစ်ခုပဲ။ဒီတရာရဲ့အမြင့်ကပေ90ရှိတယ်။ဆိုတော့ဒီတရာအကြောင်းပြောမယ်ဆိုရင်ဒီတရာ1895ခုနှစ်ကစောင့်လို့ခဲ့တဲ့တရာ။ဒါပေမဲ့1950ကျော်မှာဒီတရာစပြီးတော့ negative energy အစားထွက်လာတယ်လို့ပြောလို့ရတယ်။1895ခုနှစ်မှာစောင်းတယ်ဆိုတော့1950ဆိုတော့ဘယ်နှနှစ်ရှိမလဲ55နှစ်ဒီသရားစောင်းပြီးတော့55နှစ်မှာဒီသရားစပြီးတော့အသက်ဝင်လာတယ်အသက်ဝင်လာတယ်ဆိုတော့သွားလာတဲ့လူတွေကိုဒုက္ခပေးတာမဟုတ်ဘဲနဲ့သွားတဲ့ခွေးတွေကိုဒုက္ခပေးတာကိုကျွန်တော်တို့တွေ့ရတယ်။နည်းနည်းပြီးတော့ထူဆန်တယ်ဒီသရားရဲ့လို့လို့ပေါ့။ဆိုတော့ 1950ကျော်မှာဒီသရားပေါ်မှာဖြတ်တန်းသွားလာတဲ့ခွေးတွေအကုန်လုံးကဆူဆိုက်လို့သွားကြတယ်။အဲ့သရားပေါ်မှာ ခွေးတကောင်ဖြတ်တာနဲ့အဲ့ခွေးကဆူဆိုက်လို့တယ်။သရားပေါ်ကနေခုန်ချရတယ်။အဲ့သရားရဲ့အမြင်ကလည်းပေ90အမြင်ကနေပြီးတော့ခုန်ချတာဖြစ်တဲ့တော့မှခွေးအများစုကတေသွားတယ်။ဒါပေမဲ့အသက်ရှင်တဲ့ခွေးတွေလည်းရှိတယ်။အဲ့အသက်ရှင်တဲ့ခွေးကိုပြန်မင်းကြည့်လို့လည်းမရအောင်ဘာဖြစ်လို့ခုန်ချရလဲဆိုပြီးတော့အကုန်လုံးကလည်းစိတ်ဝင်စားတယ် scientist တွေကလည်းဒီကဘာကြောင့်ဖြစ်တာလဲဆိုပြီးတော့သိရင်စိတ်ကြီးတစ်ခုဖြစ်လာတယ်။တချို့ခွေးတွေရှင်တယ်တချို့ခွေးတွေတေတယ်။ဒါပေမဲ့ ်ဘသူမှအခုချိန်ထိမသိသေးဘူးဆိုတော့ theory တွေတချို့ကတော့ပြောကြတယ်ဒါဘာကြောင့်ဖြစ်နိုင်လဲဆိုပြီးတော့တချို့ကကြတော့အဲ့တရားရဲ့အောက်မှာတချို့တတ္တဝါတွေရှိတယ်အဲ့တတ္တဝါတွေအဲ့ခွေးကအနံ့ကိုအရန်ကြိုက်ပြီးတော့မှအရန်သဘောကျလို့ဆိုပြီးခုံချသွားတယ်ဒါပေမဲ့ခွေးအနေနဲ့ဒီကနေဒီကိုခုံချရင်တိတ်မယ်လန်ရန်ရမယ်ဆိုတော့ခွေးအနေနဲ့လည်းစဉ်းစားတတ်တယ်ခွေးအပွားပြုတ်ကျပြီးတည်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကြားလာအရန်ကိုရှားတယ်လို့ပြောလို့ရတယ်အဆီဒတစ်ခုအကြောင်းတည်တယ်အကြောင်းအရာတစ်ခုအကြောင်းတည်တယ်ဒါပေမဲ့ခွေးအပွားပြုတ်ကျပြီးတည်တဲ့ case ကတော့အပြင်မှာကျွန်တော်ကရင်မှာကြားလာအရန်ရှားတယ်ဒါပေမဲ့ဒီ case မှာကျွန်တော်တို့ကြားရတာဖြစ်တဲ့တော့မှာ အောက်ကဘလောက်ပဲအနံ့ကောင်းတဲ့တတ္တဝါတခုဖြစ်နေမစေအဲ့ဒီအနံ့တစ်ခုအတွက်ကြောင့်လည်းတော့ဒီခွေးတွေကခွေးတစ်ကောင်လည်းမဟုတ်သွာလာတဲ့ခွေးတွေအကုန်လုံးတော့ခုတ်မှာမဟုတ်ဘူးဆိုပြီးကျွန်တော်ယူဆတယ်။နောက်တစ်ချို့က theory တစ်ခုထပ်ပြောတယ်အဲ့ဒါဘာလဲဆိုတော့ဒီထဲမှာဖြစ်နေတဲ့ illusion တစ်ခုကြောင့် illusion တွေသူတို့မိပြီးတော့ခုံချတာဆိုပြီးကျွန်တော်ဒါအောင်နားလည်အောင်ပြောရမယ်ဆိုရင်အဲ့တရားပေါ်ရောက်သွားတယ်နဲ့သူတို့စိတ်ပြောင်းသွားတယ် illusion တစ်ခုဆိုတာမဖြစ်နိုင်တဲ့ reality တစ်ခုသူတို့တွေးပြီးတော့မှတဆင့်ဒါခွေးမှမဟုတ်ပါလားလူတွေလည်းဖြစ်တယ်။အဲ့လိုမျိုးပုံစံမျိုးတွေစဉ်းစားပြီးတော့အဲ့ point တွေခုံချသွားတယ်လို့ပြောရတယ်။ But ဒီအားလည်းနည်းနည်းလေးတော့စဉ်းစားစရာပဲ။ ။ဘာလို့ဆိုခွေးကိုကျွန်တော်တို့တွားပြီး interview လုပ်မမေ့အောင်။ဘာကြောင့်ဖြစ်တာလဲ။ဘာကြောင့်ဖုန်ချရလဲဆိုပြီးတော့ Okay now ဆုံးတစ်ချက်ကကြတော့ဘလို့သတ်မှတ်ထားလဲလို့မေးတယ်။ဒီမှာသူ့အချက်၃ချက်သတ်မှတ်ထားတယ်။နောက်ဆုံးတစ်ချက်က paranormal activity ဆိုပြီးသူတို့သတ်မှတ်ထားတယ်။ဆိုတော့ paranormal activity ဆိုတာ normal ဆိုတော့ရိုးရိုး normal တာမှန်တယ် paranormal ဆိုတာတာမှန်မဟုတ်တဲ့ activity ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ negative energy တွေ black magic တွေ spell တွေအဲ့ဒါတွေအကုန်လုံးရှိနေတဲ့ဒီတရားတကယ်ပဲတရေဆွဲနေရလားတရေဆွဲနေလို့ပဲခွေးတွေအကုန်လုံးခုန်ချတာလားဒါမှမဟုတ် အာအချောင်းရတစ်ခုခုအကြောင်းဖြစ်နေတာမိတ်ဆွေအနေနဲ့ဒီ၃ချက်ထဲကဘယ်လိုထင်လဲဒီတရားရဲ့အချက်၃ချက်ကတော့ဒီ၃ချက်ပဲသူတို့ reveal လုပ်ထားတယ်ဆိုတော့အခုလက်ရှိထိလဲစကော့တလန်မှာအဲ့တရားရှိနေရောမယ်ဆိုတော့ဒီတရားကိုစောင်းတဲ့အချိန်ရပဲဆိုတော့ကျွန်တော်တရားစောင်းတယ်ဆိုရင်ကျွန်တော်ပြီးဆက်ခဲ့ရတဲ့ဟာရှိလိမ့်မယ်သဘောပေါက်မှထင်တယ်အဲ့ဒါဒီမပေးဆက်ခဲ့လို့ပဲတရားပေါ်ဖြတ်တန်းသွားလာတဲ့လူတွေတို့ကမပေးဘဲနဲ့ခွေးတွေတို့ကပေးနေရလား ဆိုတော့အဲ့လိုမျိုး case တွေအပလို့ထင်လဲမိတ်ဆွေတွေနဲ့ထင်မင်းကြောကျွန်တော်ကောမောမိုင်းခဲ့ပြီဒါမှမဟုတ်ဒီထဲမှာရှိတဲ့အဲ့ထဲမှာဝိညာဉ်တကောင်ကောင်ကရှိပြီလားအဲ့ဝိညာဉ်တွေကခွေးတွေကိုချစ်လို့ခွေးတွေကိုတည်ခိုင်းပြီးတော့မှဝိညာဉ်အနေနဲ့ခွေးတွေကိုမွေးထားတာလားမိတ်ဆွေတွေနဲ့ဘယ်လိုထင်လဲအဲ့တော့ကျွန်တော်ကောမောမိုင်းခဲ့ပြီပေါ့ဆိုတော့ဒီ case ကိုကျွန်တော်ရှင်းမယ်ဆိုရင်ကမ္ဘာမှာကျွန်တော်တို့အဲ့လိုမျိုးနေရာမျိုးတွေအများကြီးရှိတယ်အဲ့လိုနေရာမျိုးတွေ series ကိုကျွန်တော်နောက် video တွေမှာကျွန်တော်ထပ်ပြီးတော့တင်ပေးသွားအောင်မယ် ဒီကိစ္စကိုကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲလို့မေးရဆိုရင် yes ကျွန်တော်ဒီအရကိုကျတော့ paranormal activity တခုလို့ကျွန်တော်မြင်တယ်ဒါတာမန်မဟုတ်တဲ့ activity တခုဆိုတော့အဲ့လိုမျိုးခြေနေမျိုးမှာဒီကိစ္စကိုကျွန်တော်တို့ထက်ထဝင်ဝင်လေ့လာကြည့်မယ်ဆိုရင်တော့ science နဲ့ပတ်သက်ပြီးစန့်ကျင်နိုင်တော့အများကြီးတွေ့နေရမယ် but ဒီအရတကယ်ကို paranormal activity လို့ခေါ်တဲ့တကယ်ပဲ mystery ဖြစ်တဲ့ magic spell တခုမြင်တယ်တခုကျွန်တော်မှ sing ဖြစ်တာပါလဲဆိုတော့1895ခုနှစ်ကစောက်ခဲ့တဲ့တရားဖြစ်တဲ့ဆိုအဲ့ချိန်ဖြစ်ရမှာဘာလို့1950ကျော်မှာသူစဖြစ်တာလဲ ဘာဖြစ်လို့အဲ့အချိန်မှာစဖြစ်လဲလို့မေးရဆိုရင်အဲ့အချိန်မှာပဲအဲ့နေရာမှာ1950အဲ့နေရာမှာတရားရဲ့ပတ်သက်တဲ့နေရာတစ်ခုအဲ့ Overton Bridge နာမှာအကြောင်းအရာတစ်ခုဖြစ်သွားလို့လားလူတယောက်ရောက်သေးသွားလို့လားအဲ့သေးသွားတဲ့လူကဘယ်လိုမျိုးလဲ but ဒါမှမဟုတ်ဘယ်နဲ့တခြား mind space တွေကျွန်တော်တို့မမြင်နိုင်တဲ့တခြား dimension တွေအဲ့လိုမျိုးတွေနဲ့ဆက်ဆံမှုတွေရှိနေရလားတခြား global reality တွေနဲ့ but အာကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့နားမလည်တိုင်းနဲ့ paranormal activity တွေကိုဒီ list ကတော့ရောက်နေပြီ Mấy dưới này nè,